ဗလာဒီမာပူတင်ရဲ့နေဝင်ချိန်ဒီနေ့တင်ဆက်မှာကတော့ခေါင်းစဉ်အတိုင်းပါပဲကျွန်တော်တို့အားလုံးသိထားကြတဲ့အာနာရှင်စနစ်တွေရဲ့ထူးခြားတဲ့လက္ခဏာတခုကတော့ဒရိုကိုရန်ရဲ့စိတ်မလုံခြုံမှုဒဏ္ဍီပြောရရင်လိပ်ပြာမလိုမှုတွေပါပဲဟဲရဲစရာတော့အကောင်သားဗျတမိုင်းတစ်ချောင်းမှာအကြမ်းကြုံဆုံးအာနာရှင်တွေကငင်းငင်းငင်းအနားယူပြီးဘောကနေကုန်းချုပ်သွားနိုင်ခဲ့တာရှားပါတယ်တချိန်ကကိုကိုဘယ်သူမှမထိနိုင်ကိုကောင်းကိုဘယ်သူမှတတ်မခေါက်နိုင်ဘူးလို့ထင်ခဲ့ကြတဲ့အာနာရှင်တွေရဲ့အဆုံးသက်ကဘယ်လိုရှိသလဲ ဒေဂျာတန်ကတော့နောက်ဆုံးသောနေဝင်ကြိမ်တွေဟာဘယ်တော့မှမလာပါခဲ့ကြပါဘူးဒီအကြောင်းကလည်းသမိုင်းစာမျက်နှာနဲ့ဖြစ်နေရာယူထားပြီးသားပါပဲကျွန်တော်တို့ရေသိအဝေးကြီးကိုတော့မကြည့်သေးဘူးလောလောလလတ်ဖြစ်ရတွေနဲ့ပဲချိန်ထိုးကြည့်လိုက်ရအောင်ဥပမာတွေကိုရှာဖို့ကတဲပြီးခက်ခဲတာတော့မဟုတ်ပါဘူးအဒော့ဖ်ဟစ်တလာဗီနီတိုမူဆိုလိုနီဆာဒန်ဟူစိန်ဒါမှမဟုတ်မော်မာကဂဒါဗီတို့ကိုပဲကြည့်ကြည့်ပါအောင်မြင်မှုနဲ့ဂုံတိတ်ကစားရအဆုံးမတတ်နိုင်တဲ့ဩသာအာဏာကြီးကိုရရှိပိုင်ဆိုင်ဖို့ အာနာရှင်လမ်းကြောင်းပေါ်မှာစားတင်ခဲ့ကြတဲ့ဒရော့လိုလိုတွေဟာပျော်ရွှင်သွားတဲ့ဘဝနေကုန်းချုပ်သွားတာအင်မတန်ရှားပါတယ်။ဒီစနစ်ကိုကိုရိုင်းအစားပြုတ်ခဲ့တဲ့သူတွေဟာနောက်ဆုံးမှဒီစနစ်ကြောင့်ဘေးကိုကိုကိုတက်သေးတဲ့သူတွေဖြစ်သွားတတ်ပါတယ်။ဒါဆိုရင်ဗလာဒီမာပူတင်ကဘယ်လိုဆက်သိမ်းမလဲလို့မေးကောင်းမေးကြပါလိမ့်မယ်။သူ့ရဲ့ကံကြမ္မာကိုတော့အတိအကျမသိနိုင်ပဲကိုဗျ။ဒါပဲမေးသူ့လိုလမ်းကြောင်းမျိုးကိုရှောင်လန်းခဲ့ကြတဲ့လူတွေရဲ့ကံကြမ္မာကိုတော့ကျွန်တော်တို့အားလုံးသိပြီးသားပါပဲ။ဒီကြောင်ကတော့တောက်ပါတဲ့အနာကတော့မဟုတ်နေပါဘူး။ စတဲ့ဦးစံရဖူတင်လိုပဲတချိန်ကဒေတာရင်းမှာအွန်လိုင်းသူဖြစ်နေဘယ်သူနဲ့မှမတူတဲ့ empire တခုကိုတည်ဆောက်ဖို့ကြိုးစားခဲ့ပူပါရယ်ဒီလိုလို့ရင်းနေပဲသူချောင်းစီးတည်မဲ့စစ်ပွဲတွေကိုဥဆောင်ခဲ့ပြီးဒုသားပေါင်းများစွာတည်ဆုံခဲ့ရပါရယ်ဒီတော့ကရေနောက်ကမှာတော့အာနာရှင်ကြီးစတန်တယောက်အမေရိကန်ဒေါ်လာ2ဘီလီယံကနေ40ဘီလီယံကြားရှိတဲ့ပိုင်ဆိုင်မှုတွေကိုစုဆောင်းနိုင်ခဲ့ပါရယ်စတန်ဟာသူ့ရဲ့ချမ်းသာကြွယ်ဝမှုတွေကိုဒါရာတီးရှိမယ်လို့မျှော်လင့်ခဲ့ပြီးတမိုင်းဆာမျက်နှာတွေမှာလည်းနောက်မျိုးဆက်တွေကသူ့ကိုလက်ခံချိုးဆိုလိုက်မယ်လို့ထင်ခဲ့သူပါ တကယ်လေးကြိုဆိုခဲ့တာပါပဲဒါပေမဲ့သူမျှော်လင့်ထားတဲ့ပုံစံနဲ့တော့မဟုတ်ပါဘူးသူရဲ့တတိရွယ်ဘဝမှာချမ်းသာကြွယ်ဝမှုကိုအေးဆေးခံစားရမယ့်အစားနောက်ဆုံးမှာတော့ဖုန်းလေးအလူးလူးနဲ့လေတော်လေးကတွင်ထဲမှာပေါ်ပေါက်နေတာကိုတွေ့ခဲ့ရတာပဲမဟုတ်လားသူရဲ့ငွေတော့တစ်ထုပ်ကိုအသေးအတန်စောက်ကင်ထားရင်ပေါ့နောက်ဆုံးမှာတော့သူရဲ့ပြည်သူတွေကပဲသူ့ကိုတည်တံပေးခဲ့ကြတယ်မောမာကဒါဖီကလည်းအဲ့ဒီထက်ပိုကောင်းနေတာတော့မဟုတ်ပါဘူး လိုးရဲလေးတန်းခွဲတော့မပြေးတဲ့လေပြားနိုင်ငံရဲ့အာနာရှင်ဖြစ်သူရဲ့ထင်ပေါ်ကျော်ကြားတဲ့တက်တန်းတက်ရှောင်းမှာဂရာဗီယာအန်ဩစရာကောင်းလောက်အောင်ချမ်းသာကျွဲဝခဲ့ပါရီလော့အန်ဂျလိစ်တိုင်းစ်ကတော့သူရဲ့ပိုင်ဆိုင်မှုဟာအမေရိကန်ဒေါ်လာ200ဘီလီယံတန်မှုရှိတယ်လို့ခန့်မှန်းထားပြီးတခြားရင်းမြစ်အများစုကတော့အနည်းဆုံးဒေါ်လာ90ဘီလီယံလောက်ရှိတယ်လို့ဆိုကြပါရီဘယ်လိုပဲဖြစ်ဖြစ်ဒါလူတရားမိသားစု83ဘုထက်တော့အများကြီးပိုများနေပါသေးတယ်ဂရာဗီယာသူ့ကိုယ်သူဘယ်သူမှမထိနိုင်ဘူးလို့တကယ်ကိုအထင်ရောက်ခဲ့သူပါ သူဟာသူ့ရဲ့ချမ်းသာကြွားမှုကိုတရေတူကြွားဝါလေးရှိပြီးအာနာရှင်ရဲ့ထုံးစံအတိုင်းချောင်းတောင်နန်းသူလည်းဖြစ်ပါလေသူသွားလေရာကိုရွှေချားချောက်စီထားတဲ့တနက်ကြီးတကားကတဲသွားတတာကတတ်သေးပါပဲဒါပေမဲ့စင်းရဲမွေးတင်နေတဲ့ပြည်သူတွေရဲ့နိုင်ငံမှာကိုရိုင်းမျက်ထုတ်ထားတဲ့ချမ်းသာကြွားမှုကိုကြွားဝါတာဟာကောင်းကောင်းမွန်မွန်အသက်ရှင်နေရဖို့အတွက်တင်တော်တဲ့ဘဝနေနည်းမဟုတ်ဘူးဆိုတာကိုသူသိလိုက်ရပါတယ်နောက်ဆုံးမှာတော့ဂရာဖီယာစတန်နဲ့အလားတူပါပဲသူရဲ့ချမ်းသာကြွားမှုကိုအမျက်ထုတ်ခဲ့တဲ့ပြည်သူတွေရဲ့လက်ကနေဘုံရှောင်ရင်ရေမြောင်းထဲမှာတွေ့ခဲ့ရပါတယ် ီမှာခမားတို့တတိထားမိတဲ့အာနာရှင်တို့ရဲ့ရှေ့ပြီးနောက်မိခေရေစေးတောင်းကိုပြန်လက်ကြည့်ရအောင်လေပြားရဲ့ချက်ကလေးစားရတဲ့အာနာရှင်ဟာငြင်းညံ့တဲ့ဇာပနာကိုမရခဲ့ဘူးဆိုတာပါပဲသူလဲ join the trump လောက်သွားခဲ့လည်သလားပေါ့ဂရာဘီနဲ့ဆရာမဘာရီတူညီကြလေသူတို့နှစ်ယောက်စလုံးအားချမ်းသာပြီးအင်အားကြီးမှကြတယ်ဘယ်သူမှမထိနိုင်ဘူးလို့ခုံမောက်ခဲ့ကြတယ်ဒါရီကပဲသူတို့ကိုတေတွင်းစီတွန်းပို့လိုက်ကြတယ်စီယံမွေးတင်နေတဲ့လူကြီးအပေါ်မှာချမ်းသာကြွယ်ဝမှုကိုခုတ်သွေးဆုပ်တိဆောက်တဲ့အာနာရှင်ရဲ့ကဘာမှာလက်ရှိအချိန်ကာလကိုကြည့်ရင်တော့ ဗလာဒီမာပူတင်ထက်ပိုသားတဲ့သူမရှိသေးပါဘူး။အတော်များများရဲ့အဆိုအရပူတင်ဟာကမ္ဘာချမ်းသာဆုံးလူတွေကတစ်ယောက်ဖြစ်ပြီးအမေရိကန်ဒေါ်လာသန်းပေါင်းရာနဲ့ချီတဲ့လူဝက်ပိုင်ဆိုင်မှုတွေပါဗလီတိလူသိရှင်ကြားပိုင်ဆိုင်မှုတွေရောရှိပါသေး။သူရဲ့ပိုင်ဆိုင်မှုတွေအကြောင်းပြောရရင်ကနာဒေဝါလာရဲ့ဥယင်တွေအိမ်တွင်းဟော်ကီခွင်းနဲ့ပြောမကုန်တဲ့အကြောင်းအရာတွေစီဥတီသွားရပါလိမ့်မယ်။ဒါပြင် YouTuber များစုအထူးကြမပေါ်ပြကြတဲ့နန်းတော်ကြီးတစ်ခုကိုလည်းနောက်ထပ်ပိုင်ဆိုင်ထားတယ်လို့နာမည်ကြီးပါရီ။ ဒါပေမဲ့ပူတင်ရဲ့ချမ်းသာကြွယ်ဝမှုတွေကြောင့်မော်စကိုနဲ့စိန့်ပီတာစဘတ်လိုရုရှားမျိုးကြီးတွေကလူတွေပြင်ရုရှားလူမျိုးအများစုကတော့အလွန်ဆင်းရဲကြပါရဲ့ပူတင်ရဲ့သူ့လူလူတွေရဲ့ချမ်းသာကြွယ်ဝမှုတွေကြောင့်ရုရှားလူမျိုးတွေရဲ့ဆင်းရဲမွေးတည်မှုကိုနိုင်ငံတကာစိန့်အင်းတွေမှာကောင်းကောင်းဖုံးမိထားလိုက်နိုင်ပါရဲ့သူတို့ရဲ့ချမ်းသာကြွယ်ဝမှုတွေဟာနိုင်ငံရဲ့ပြည်မြလူဦးရေကိုလွှမ်းမိုးထားပြီးအများအမြင်မှာလူမလိုက်အလွှာတစ်ခုကိုပဲမြင်နေရပါရဲ့ရုရှားကကမ္ဘာပေါ်မှာတန်းလူကြီးများမှုမရှိဆုံးလူအဖွဲ့အစည်းတွေကတစ်ခုပါ နိုင်ငံရဲ့ချမ်းသာကြွယ်ဝမှုအားလုံးဒီပါဟာရုရှားရဲ့အထွန်းတောက်ဆုံးမြို့တွေမှာနေထိုင်တဲ့ကံကောင်းတဲ့ရုရှားလူနည်းစုတွေကြားမှာစုစည်းနေပါတယ်။ပြီးတော့ရုရှားရဲ့ချမ်းသာကြွယ်ဝမှု60 90ရာခိုင်နှုန်းကိုလူရေတစ်ရာခိုင်နှုန်းကထိန်းချုပ်ထားပါတယ်။နိုင်ရှင်ကြည့်ရင်အမေရိကန်ပြည်ထောင်စုမှာလူရေတရာခိုင်နှုန်းကချမ်းသာကြွယ်ဝမှု30ရာခိုင်နှုန်းလောက်ကိုပိုင်ဆိုင်ထားပါရီဒေါက်တာလေးကိုကြွားတာပါအဓိကချက်ကိုပြန်ပြောရရင်ရုရှားမှာအခြေခံလိုအပ်ချက်ဖြစ်တဲ့အများပြည်သူတို့အဆောက်အအုံတွေကမြန်ပြင်ပါရီ မြို့ပြ area ကြီးတွေအပြင်ရုရှားလူတွေကိုစားသွယ်ပေးတဲ့ land တွေဆိုလို့လည်းအနေအချင်းပဲရှိပါတယ်။ယုံကြည်ဖို့ခက်ကောင်းခက်နိုင်ပေမယ့်ရုရှားလူရဲ့ငါးပုံတပုံလောက်ဟာအိမ်တွင်းမိသားစုအိမ်သားလို့ရုရှားနဲ့အရာတွေကိုတောင်မပိုင်ကြပါဘူး။အမမာလေပူတင်ရဲ့သူ့ရဲ့အုပ်ချုပ်သူတွေဟာရွှေရောင်အင်တာကွက်တွေပေါ်မှာတတ်တောင်းတတ်တာအရာတာခံအဲလေနားနေရင်ပေါ့ဗလာဒီမာပူတင်ကဘယ်လိုအဆုံးသတ်မလဲသူမှာဂဒါဖီလိုအခြေမျိုးဖြစ်နိုင်ခြင်းရှိလား ဒီမေကုန်းနဲ့ပတ်သက်လာရင်ကျွန်တော်တို့ရဲ့အဖို့တော့အသေးအတိုင်းမြင်စရာကောင်းတဲ့တခုရလိုက်တယ်လို့ပါပဲဒါပေမဲ့ဒီအကြောင်းကိုလုံးဝမဆွေးနွေးရတဲ့သူတယောက်ကတော့ရှိနေပါတယ်ဟုတ်ပါတယ်ဗလာဒီမာပူတင်ပါပဲဒါဘယ်တော့မှဖြစ်လာမှာမဟုတ်တဲ့အရာတခုလို့သူ့ကိုယ်သူယူဆထားသူပါရုရှားရဲ့နိုင်ငံရေးကောင်းဆောင်တဲ့အာဏာရှင်ဖြစ်သူပထမဆုံးအာဏာရရှိကလေးကပူတင်ဟာအစိုးရအဖွဲ့အတွင်းတန်ရှင်းကိုစတင်လှုပ်ဆောင်ခဲ့ပါတယ်။ဒါကဘယ်တော့မှမပြီးဆုံးနိုင်တဲ့အလုပ်တစ်ခုလိုပါပဲ KGB 18ဟောင်းတယောက်အနေနဲ့ပူတင်ဟာသူ့ဘဝဝင်ချင်းကလူတွေကိုဘယ်လိုဖြောက်ွယ်သွားအောင်လုပ်ရမလဲဆိုတာကိုအခြားသူတွေထက်ပိုသိပါတယ်။ပြီးတော့ဒီအကြောင်းကိုဘယ်လိုလိမ်ညာရမလဲဆိုတာကိုလည်းသူသိပါတယ်။ဒီလိုတွန်းညင်မှုတွေရဲ့နောက်ခံတဲ့သူပူတင်ရဲ့ရုရှားတပ်မတော်တပ်တန်း20ကျော်ဟာသွေးတွေနဲ့ရွှဲနေနေပါတယ်။ဒါပေမဲ့အဲ့ဒီလိုသွေးတွေဟာအင်အားကိုမဖော်ပြနိုင်နိုင်ပဲပူတင်ရဲ့အကြောင်းရုံမှုနဲ့ကိုယ့်ရဲ့ယာရုကိုဆုံးရှုံးရမှာကိုကြောက်တဲ့စိတ်ကိုပဲပေါ်ပြချက်သားဖြစ်နေပါတယ်။ မကြသေးခင်ကသူတို့ဆိုရရဲ့ထုတ်ပြန်စာရန်တွေရုရှားအုပ်ချုပ်သူတွေနဲ့ရုရှားယူကရိန်းစစ်ပွဲစတင်နေကြတဲ့ကမရှင်းလင်းနေဒါမှမဟုတ်တန်ရာဖြစ်ပေါ်ရအခြေအနေတွေအောက်မှာတည်ဆုံးခဲ့တဲ့အစိုးရအရာရှိကြီးတွေရဲ့ဥပမာတွေလည်းဒုနဲ့အထိအများကြီးရှိပါတယ်။လက်ရှိဆောင်ရွက်စစ်ဆေးမှုတွေကြောင်းနဲ့ဒီလိုတည်ဆုံးမှုတွေကိုတဘာဝအတိုင်းဖြစ်အောင်လုပ်ပြီးတန်နိုင်သမျှလျှို့ဝှက်ထားတဲ့အချက်တွေကြောင်း တနေ့တနေ့ဘယ်နဲ့ရောက်အစိုးရအဖွဲ့တွေကပျောက်သွားကြတယ်လည်းမသိကြရပေမယ့်လက်ရှိကမ္ဘာ့ချက်တွေအရထင်ရှားတဲ့ရုရှားနိုင်ငံသမားဒါဇင်ပေါင်းများစွာဟာမကြသေးခင်ကဒီလိုနီးလန်းနဲ့တည်ဆုံခဲ့ရပါတယ်ဒီအရေးအတွက်ဟာဒီသိဆုံးမှုတွေအားလုံးဟာတဘာဝအကြောင်းတရားတွေဒါမှမဟုတ်မတော်တဆမှုတွေအကြောင်းလို့ပုံချရလောက်ဖို့အတွက်ဖြစ်နိုင်ခြင်းမရှိလောက်အများပြားလွန်နေပါရင်ဒါကိုလူတွေအားလုံးစိုက်မိနေတာကလည်းအံ့ဩစရာတော့တိမ်မဟုတ်လာပါဘူး ဒေသုံချင်းတွေရဲ့နောက်ဘက်မှာမပြီးဆုံးနိုင်တဲ့မတော်တဆမှုတွေကပ်ပါနေတာကတော့နည်းနည်းမချိစရာကောင်းတာပေါ့ဗျ။ဒါဆိုဘာလို့များအဲ့လောက်ဆက်ဆက်တိမကန်ကာကွယ်နေရသလဲ။ကိုယ့်ရဲ့အနာကိုလုံးဝလုံးုံနေလို့ခံစားနေရရင်ဒီလိုမျိုးလုံးဆရာမလိုဘူးမဟုတ်လား။ယုံကြည်ချက်ရှိသူကဘာကိုမှထောက်တတ်တဲ့သူမဟုတ်ပါဘူး။ဟော၊မကြသေးခင်ကဥပမာတစ်ခုပဲကြည့်လိုက်ကြရအောင်။ရုရှားရဲ့လူကြိုက်များတဲ့အတိုက်ခံကောင်းဆောင်အလက်ဇီနာဗယ်နီယာပူတင်ကိုစန့်ကျင်တဲ့သူရဲ့တမနာရွေးကောက်ပွဲမဲဆွဲစည်းရုံးကြီးမှာရုရှားလူမျိုးတွေကြားထောက်ခံမှုအများကြီးရရှိခဲ့ပါရင် ပြီးတာနဲ့2024ခုနှစ်ဖေဖော်ဝါရီ16ရက်မှာရုရှားကျင်းအောင်ထဲမှာတနင်္လာဖြစ်ဖွယ်ရာအခြေအနေတွေအောက်မှာတည်ဆုံခဲ့ပါရီပြောတာတော့မတော်တဆလို့ဆိုပေခင်ဗျသူဟာရုရှားနိုင်ငံမှာပူတင်ရဲ့အပြင်းထန်ဆုံးနိုင်ငံကြီးပြိုင်ဘက်ဖြစ်သတ်မှတ်ခံခဲ့ရပြီးရုရှားဆိုရရဲ့လုံခြုံတပ်ဖြတ်ခြင်းကိုမကြာခဏခံရသူပါခဏခဏအစိတ်ကခံရသူလည်းဖြစ်ပါရီပြည်ပကိုအသက်အန္တရာယ်အတွက်ရှောင်နေရကနေသူရဲ့မဲဆွယ်စည်းရုံးကြီးကိုဆက်လက်လှုပ်ဆောင်ဖို့ရုရှားကိုရဲရဲမှုမှုပြန်သွားခဲ့ပါရီ အဲဒီကနေသူရဲ့ဖန်စီခံရမှုနဲ့အကျဉ်းချခံရမှုတွေဖြစ်ပေါ်ခဲ့ပြီးနောက်ဆုံးမှာသူရဲ့တိတ်ဆုံးမှုဖြစ်လာခဲ့ပါလေရောပြီးတော့ယူကရိန်းမှာရုရှားရဲ့အောင်မြင်မှုအများအပြားကိုတာဝန်ယူလုံဆောင်ပေးခဲ့တဲ့ဝါဂနာအဖွဲ့ရဲ့ခေါင်းဆောင်ယေဗဂနီပရီဂိုဇင်ကိုလည်းမေးထားလို့မရပါဘူးသူကရုရှားစစ်တပ်ခေါင်းဆောင်မှုအထက်ပိုင်းလွှာမှာနာမည်ကြီးပြီးအစိုးရရဲ့အဆုံးဖြတ်ချက်ကိုစတင်တဲ့စစ်တပ်ချီတက်မှုကိုဦးဆောင်ခဲ့ပူပါရီပရီဂိုဇင်ရဲ့တပ်ဖွဲ့တွေဟာရုရှားလီတက်တဲ့တူတိုက်ပွဲတွေမှာပါဝင်ခဲ့ကြသူတွေပါ ဒီလိုကနေစစ်တပ်တွေအာဏာထိန်းလာနိုင်တဲ့အခါဗြေကိုစင်တယောက်အာဏာရှင်လက်ထက်အာဏာကိုပြန်လုယူဖို့စီမံပါတော့တယ်။နောက်ဆုံးတော့လေပူတရားဖို့တင်ပါပဲ။အဲငပူရင်းဆိုတာမျိုးကမစားတတ်ရင်အစိတ်ကိုပြ။ဖြစ်နိုင်တာကတော့အရိကတော့ကပူတင်ကိုထောက်ခံတဲ့အင်အားစုအားကောင်းနေတဲ့အချိန်ဖြစ်တာကြောင့်ရင်ဗြေရင်းစစ်ပွဲအစောပိုင်းမှာအာဏာသိမ်းမှုဖြစ်ခဲ့တာကြောင့်ရင်ရုရှားလူမျိုးတွေတတ်တတ်ကြွကြွမပါဝင်ခဲ့ကြတာဖြစ်နိုင်ပါတယ်။ဘရီကိုစင်ဟာမကြတဲ့ခင်ကပဲလေရင်ပြတ်ချောင်းမှုမှာအက်ဆစ်ဒန့်ဖြစ်ပြီးသေဆုံးခဲ့ပါတယ်။ ဒီရာကိုမတော်တဆမှုဖြစ်ဖုံးကွယ်ဖို့ခရမလင်ကဘယ်လိုစူးစမ်းရတာလဲဆိုတာကိုဘယ်သူမှမသိပါဘူးဒီပဲရှားမှုတစ်ခုစလုံးဟာပူတင်ရဲ့အားနည်းချက်ကိုပြသခဲ့ပါတယ်မတူညီတဲ့အမျိုးအစားတွေမှာပေါ့ဘာလို့လဲဆိုတော့ကြောက်ရွံ့ခြင်းမရှိတဲ့သူတွေဟာဒီလိုတည်ရဲ့ဖို့ကြောင့်တဲ့အလုပ်တွေကိုလုံးလို့မရှိလို့ပါပဲ ဖရီဂိုဇင်ဟာရုရှားစစ်တပ်ခေါင်းဆောင်တွေကြားမှာဖြစ်ပေါ်နေတဲ့ပူတင်ရဲ့ထိပ်သီးပိုင်းကအားနည်းချက်ကိုပြသခဲ့တယ်လို့နဗာရနီဟာလူထုလှုပ်ရှားမှုကနေဖြစ်ပေါ်လာတဲ့ပူတင်ရဲ့အောက်ခြေပိုင်းကအားနည်းချက်ကိုပြသခဲ့ပါတယ်။ဒီနှစ်ခုစလုံးဟာဗလာဒီမာပူတင်အလွန်ကြောက်ရွံ့တဲ့အရာတွေပါပဲ။ပြီးတော့လူအများစုဟာလက်ရှိအခြေအနေရဲ့လွှမ်းမိုးမှုကိုခံရတဲ့အခါအတိတ်ကိုသင်ခန်းစာယူဖို့မေ့တက်သွားကြတယ်ခင်ဗျ။တပိုင်းကိုမေ့နေပုံပါပဲ။အင်အားပြချင်းချောင်းမှုတွေနဲ့နိုင်ငံရေးလှုပ်ရှားမှုတွေဟာအစိုးရတစ်ခုဘလောက်အင်အားကြီးလဲဆိုတာကိုမပြပေး အဲ့ဒီအစိုးရဘယ်လောက်အားနည်းပြိုလဲနေသလဲဆိုတာကိုပြသပါရစေ။ဒီလိုကောင်းဆောင်တွေဟာဗရင်ဟီရိုတယောက်ဗယ်လီမြို့ငယ်လေးမှာခလေးယောက်ျားလေးအားလုံးကိုတတ်ခဲ့တယ်လို့ချင်းချမှုမျိုးနဲ့အတူတူပါပဲ။ဒါဆိုရင်ပူတင်ရဲ့ဒီစိတ်ဒဇရင်းမြစ်ကဘာများလဲ။ပြဿနာရဲ့တစ်စိတ်တစ်ပိုင်းကတော့ပြောခဲ့တယ်လို့ထိတ်ဆုံးမှတယောက်တည်းဖြစ်နေတာပါ။ရုရှားလိုလူဖွဲ့စည်းမှာအောင်မြင်မှုရဲ့အထုတ်ထိတ်ကိုရောက်တဲ့အခါချမ်းသာကြွယ်ဝမှုနဲ့အာဏာအားလုံးကိုထိန်းချုပ်တဲ့အခါခမည်းပိုင်ဆိုင်ထားတဲ့အရာရင်းအစိပ်ပိုင်းတစ်ခုကိုလိုချင်နေတဲ့ဘယ်သူအတွက်မဆိုပြစ်မှတ်တစ်ခုဖြစ်သွားပါလိမ့် ဗလာဒီမာပူတင်ထက်ဒီအရာကိုနားလည်တဲ့သူမရှိပါဘူးဒီနေရာမှာတိတ်ကိုတရားကြစရာတယောချင်းစရာကောင်းတဲ့တစ်ချက်ကတော့ဒီလိုလူတွေဟာအတက်ကြီးလာလို့သူတို့အသေးအံရှာထားရတဲ့အကျိုးအမြတ်တွေကိုအေးဆေးခံစားတဲ့အချိန်မှာအတက်ကြီးလာတဲ့မြပို့ပြီးကြောက်ရွံ့လာကြရတယ်ဒီအကြောင်းတရားကြောင့်ပဲပြည်ပကထိန်းချုပ်မှုတွေထက်သူတို့ရဲ့ပြည်သူတွေစီကထိန်းချုပ်မှုတွေကိုဗိုလ်ဦးစားပေးအာယုံဆိုင်လေးရှိတဲ့ KGB လိုလုံးချုပ်ရေးထောက်လှမ်းရေးအဖွဲ့တစ်ခုကိုဖြစ်လာစေပါတယ် ဖိုတင်ဟာကင်မရာရှေ့မှာအင်အားကြီးမှတိုက်ခါကြီးမှတဲ့ပုံရိပ်ကိုပြသလိုပေမဲ့လောင်ရတွေကတော့ရုရှားရဲ့ယူကရိန်းကိုစန့်ကျင်တဲ့စစ်ပွဲဟာကန်ဆိုးကြီးတစ်ခုဖြစ်ခဲ့ပြီးရုရှားကိုအရင်ကကမ္ဘာအင်အားကြီးစစ်တပ်တွေကတခုဖြစ်ရှုမြင်ခံရရကနေအတိတ်မှာနောက်ကြကြံခဲ့တဲ့နေရာတစ်ခုဖြစ်ရှုမြင်ခံရတဲ့အထိရောက်ရှိသွားစေခဲ့ပါတယ်ရုရှားစီးပွားရလည်းပြိုလဲနေပြီးဒဗျိုင်းနဲ့တဲမှာဖြစ်ပေါ်နေတဲ့ဖိအားတွေမတူညီတဲ့အကြက်တဲတွေအများကြီးကိုရှိပါရီတခုချင်းစီဟာနိုင်ငံရဲ့ငွေကြေးစနစ်ကိုတရည်ရည်ပြိုလဲဖို့တိုက်စားနေသလိုပါပဲ ဒီအရာလုံးဟာရုရှားလူမျိုးတွေကြားမှာအဲတိတိကျကျပြောရရင်အာနာတခုအားကိုပြုပြီးဒါဖြင့်မြင်းဆက်သုံးမကုန်တဲ့ကျဲဝါမှုကိုအသေးအံရှာဖွေနိုင်ကြတဲ့ရုရှားရေပေါ်စီလူမလိုင်အတိုင်းဝိုင်းကြီးအတွက်အိမ်မက်ဆိုပါပဲသူတို့ရဲ့စီစဉ်တွေဒါမှမဟုတ်ရွှေပေါ်မြဆန်နေထိုင်ရတဲ့ဘဝတွေပျောက်ကွယ်သွားမှာကိုမလိုလားတဲ့ရုရှားရဲ့အထက်တန်းလူတွေကြားမှာစိတ်ပြက်အားငယ်မှုတွေကိုဖန်တီးနေပါတယ် ပူတင်ကိုရိုင်းဒီလိုနေရာမျိုးကိုဖိုးရင်ပူတင်ရဲ့လို့ဖြစ်မလာခင်တစ်ချိန်ကနိုင်ငံထက်လိုချင်ခဲ့ဘူးတလို့မျိုးအခုချိန်မှာလေသူ့ရဲ့ယာရုကိုလိုချင်နေတဲ့ရေမှန်းချက်ကြီးတဲ့လူတစ်ယောက်ရှိနေမှာတေချာပါရီဒီအစားဂွင်းဆက်ကဒီလိုနဲ့တန်တရားလဲနေတာပါပဲပြီးတော့ပူတင်ရဲ့ကြာရှုံးမှုတစ်ခုစီနေတူအာနာသိမ့်မှုဒါမှမဟုတ်ပုံကံမှုတွေအတွက်အခွင့်ရေးတွေတိုးလာပါရီအဲကလားမနိုင်ရခိုင်မဲဆိုတော့ယူကရိန်းမှာရှုံးကြီးရှုံးသမျှသူ့ခြေတော်ဘက်ကရုရှားအခွင့်အခွင့်တွေဟာနေရာဓာချင်းခံရသူတွေဖြစ်လာပါတော့တယ် သူမျိုးလေးထားတဲ့တရင်စကားတခုပေးပို့နိုင်ဖို့အတွက်တာနိုင်သမျှများများဖိအားပေးရင်ဒီချိန်ထဲမှာလည်းသူမလိုလားတဲ့ပုံကံမှုတွေမပေါ်ပေါက်နိုင်စေဖို့အပြည့်ရှင်းမှုတွေကိုပို့ပြီးလှုံ့ဆော်လာပါရည်။ဇာနာထုတ်ပေါ်တာနဲ့အချင်းချနေရှည်ထောင်းတန်းတွေပေးအင်အားထုတ်ဖြိုခွဲခြင်းဤတွင်နဲ့အတူအခုလိုချိန်မှာဘယ်သူမှပြည်တွင်းကနေစုဖို့မထားကြောင်းနိုင်အောင်လုံနိုင်သမျှမိဘုံရန်ကုန်လှုံ့ဆော်နေတဲ့ပြောရမှာပါပဲ။ဒါပေမဲ့ပြဿနာကတော့ခမရအဲ့ဒီလိုပြားမျိုးကိုစအသုံးပြုလိုက်တာနဲ့ဘယ်တော့မှရပ်တန့်နိုင်မှာမဟုတ်တလို့အသက်ရှူဖို့လည်းအချိန်ရမှာမဟုတ်ပါဘူး။ ပူတင်ရဲ့အကောင်းဆုံးဂျိုးပန်းမှုတွေကြားမှာတော့ရုရှားလူမျိုးတွေရဲ့အခြေအနေတွေဟာပုံဆိုးလာတာနဲ့အမျှသူတို့တွေကပူတင်မလိုလားတဲ့အုပ်စုအင်အားကလည်းတစားတစားပိုတောင့်လာပါလိမ့်မယ်။ဖိလိကြွားနေဆိုတာကိုပြ။တချိန်ချိန်မှာမလုံမရှားနေတဲ့အန်ဒရယ်ဟာလှုပ်ရှားတဲ့အန်ဒရယ်ထက်ပိုကြီးလာပါလိမ့်မယ်။ဒါပေမဲ့ဘယ်အချိန်မှာအခြေအနေတွေဟာပြောင်းပြန်ဖြစ်သွားပြီးပူတင်ကိုဂရာဖီလိုအချိန်မျိုးပေးနိုင်မလဲ။ဘယ်သူမှအထီးကျမပြောနိုင်သေးပါဘူး။ပရီကိုဇင်းအာနာသိမ်းမှုဟာဘဲကနေရောက်လာမှမသိတဲ့လေယူတစ်ချက်လိုပဲမြန်မြန်ဆန်ဆန်ပျောက်ကွယ်သွားခဲ့ပါရဲ့ တို့ပညာနောက်ထပ်အလားတူလှူရှားမှုမျိုးထပ်မဖြစ်နိုင်ဘူးလို့မဆိုလိုပါဘူးဒီတကားရောဘယ်လိုဇက်သိမ်းမျိုးနဲ့အဆုံးသတ်အောင်မလဲတော်လန်ရေးတွေကမဖြစ်ပြခင်အချိန်အထိဘယ်တော့မှမထင်ရှားပါဘူးအကြောင်းတရားသိနေတဲ့အရာတွေကနေစတင်ပါလေစီးပွားရေးကြဆင်းမှုစေပွဲရှုံးနေမှုစိတ်ပြနေတဲ့အင်အားစုကရုရှားပြည်သူတွေမဟုတ်ပဲအထက်တန်းလွှာတွေပါစေကြီးကိုကားစီးထားတဲ့အခါရေကာရာနောက်ဆုံးမှပြိုကွဲသွားတဲ့အခါပြန်ပြီးတိဆောက်လို့မရတော့ပါဘူး လက်ရှိအချိန်မှာလူအများစုထက်ပူတင်ဟာမရှုံးနေနိုင်သောအင်ပါယာတီထောင်သူလို့ထင်ရပါတယ်။ဒါပေမဲ့တမိုင်းကကျွန်တော်တို့ကိုသင်ပေးနေတာကမဖြစ်နိုင်ဘူးဆိုတာမရှိဘူးဆိုတာပါပဲ။အမ်ဘာမဆိုဖြစ်သွားနိုင်တယ်ဆိုပါတော့ခင်ဗျားတို့ကဘယ်လိုထင်ကြလဲ။ကိုယ်ပိုင်အမြင်တွေများရှိရင်ကျွန်တော်တို့လေထံကုန်းမှာဝင်ရောက်ဆွေးနွေးသွားနိုင်ပါကြောင်းတရေငောင်းပါရင်အားလုံးကိုကျေးဇူးတင်ပါတယ်